်မင်္ဂလာပါရှင်ဆရာမောင်သာရရင်အမေကငယ်သေးတယ်ရှင်ဆိုတဲ့ဝတ္ထုကို အပိုင်း၃အနေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် များတို့အိမ်မှာအေးအေးဆုံးလို့ပဲမှတ်ချက်ချရမလားစကားအနည်းဆုံးလို့ပဲဆိုရမလားအလို့ဝက်ဆုံးလို့ပဲပြောရမလားဘလို့ပြောရမလဲမသိတဲ့လူတစ်ယောက်ကတော့မမချစ်ပဲမမချစ်ကအထက်၃ယောက်အောက်၃ယောက်အလေကောင်ကလူသူများတို့မှာမောင်နှမ9ယောက်ရှိတယ်နော်ဒါပေမဲ့9ရက်သားသမီးတော့မစုံဘူးအမေရောထဲ့အောင်မစုံသေးဘူးတက်နိုင်ရင်အဖေကိုရောထဲ့အောင်မလားမစုံသေးဘူးအင်ကာတယောက်ကတော့လူနေတယ် ကိုကိုကြီးကတနင်းလားအမေနဲ့တနေ့တည်းအဖေနဲ့နေတူတဲ့တောက်ကြကနှစ်ယောက်ပါတယ်ကိုကိုလက်နဲ့မမသိင်းကိုကိုလေးကဗုဒ္ဓဟူးမမမျိုးကကြာတာပတိသူများကတနင်းကနေအေးမမချစ်ကစနေစနေရီတိုင်းပြည်ကိုအုပ်ချုပ်နေပါရဲ့နဲ့မမတွေကဘာကြောင့်စနေသားစနေသမီးကိုမလိုလားတယ်ဆိုတာတော့သူများလည်းမပြောတတ်ဘူးစနေဆိုရင်ကြောက်ကြတယ်ခိုက်မယ်လို့ယူဆကြတယ်ထင်ပါရဲ့ ဘာပဲဖြစ်ဖြစ်လေကိုကမွေးလာမိမှာတော့ကို့ရင်သွေးပဲပေါ့ဆိုပြီးတော့ဒါချစ်ကြတယ်။မမချစ်လဲဒီလိုပဲ။စနေသမီးလဲဖြစ်ပြန်နေ။မနဲ့9နာရီနေတက်မှလဲမွေးပြန်နေဆိုတော့မလူလားကြဘူးထင်ပါရဲ့။ကို့ရင်သွေးပဲဆိုပြီးတစ်ဖက်ကခွန့်လွတ်ပေးမယ်လဲ။တစ်ဖက်ကတော့တောက်ထောက်ကြည့်သေးတယ်ထင်ပါရဲ့။မမချစ်ကိုအမေကလဲမချစ်ဘူးတော့မဟုတ်ပါဘူး။မခွဲကြလဲမခွဲကြပါဘူး။ညီမတွေအတူတူပါပဲ။ဒါပေမဲ့ အမိမကြမကြပြောမှုတွေစကားတခွန်းရှိတယ်။အထူးသဖြင့်မမချင်မှာအပြစ်တစ်ခုခုရှိလို့ဆိုတော့ပြောတော့မယ်ဆိုရင်အဲ့ဒီစကားအမြဲပါလာတယ်။တမီးစနေမီးလိုမှွေးတဲ့။မမချစ်ကသူများတို့မမတင်းလိုလုံးစားမတော်ဘူး။ခုလဲဆယ်တန်းတော့အောင်ပြီးပါပြီ။ဒါပေမဲ့ငိုရေးယူရေးမရတော့မျက်နှာဆိုသလိုခအစင်ကနေအောင်ထားတာ။ဆက်လည်းမဖြေချင်တော့ဘူးတဲ့။တက်ကတူလည်းမတော်ချင်ဘူးတဲ့။အမေကဒါကိုလည်းတိတ်တော့မကျေနပ်ဘူး။ ဒီလိုစာဘက်မှာဘာကြောင့်မတော်တယ်လဲဆိုတော့လေမမချစ်ရဲ့အပြစ်ကြီးလို့လေသူများတော့ပုံမချကြင်ဘူးအမေတို့ချွန်ရင်းချက်လည်းပါပါတယ်ပါတယ်မဟုတ်ပါဘူးလေအမေတို့ချွန်ရင်းချက်ကအဓိကဖြစ်တယ်လို့သူများယူဆတယ်တကယ်တမ်းတွေးကြည့်မယ်ဆိုရင် မမချစ်အနေနဲ့ကလည်းနာကြီးစရာပဲဘလို့ပဲဖြစ်ဖြစ်စတိသဘောပဲဖြစ်ဖြစ်မမချစ်ရဲ့ဘဝကတစ်နှစ်နဲ့တစ်လသမီးအရွယ်မှာသမီးအဖြစ်မှာဆွလွန်ခြင်းကြောင်ညာခံခဲ့ရတယ် နောက်တစ်ယောက်ကိုဝင်ရှိပြန်လို့နှုတ်ဖြတ်တာနဲ့တပြိုင်နက်တည်းဖွားဖွားများနဲ့အတော်အပြိုကြီးတွေကမွေးစားလိုက်ရတယ်မမချစ်ဟာအကိုတွေအမတွေနဲ့ခွဲပြီးမိမျိုးမှနေရတယ်အเจ้าကတော့အဖေနဲ့အမေပြဿနာပဲအမေကမမချစ်လဲမွေးပြီးရောသူ့မှာတက်မာရေးဘက်ကလည်းညံ့လာတယ်လို့ထင်တယ်ပြီးတော့ဒီအချိန်ထိချုံးမွေးလာခဲ့တဲ့အိမ်တော်ကြီးမှလည်းပြဿနာဖြစ်လာရတယ်လို့ယူဆတယ်အဖေကအဲ့ဒီတုန်းကခုလိုမအောင်မြင်သေးဘူးအောင်မြင်တဲ့ရုပ်ရှင်ဒါရိုက်တာတယောက်မဖြစ်သေးဘူး တစ်နှစ်နေမှာတကားလောက်သာမို့ကိုချွေးနေစာလေးနဲ့ကိုရိုက်နေတဲ့တမန်ဒရိုက်တာကလေးဒီအထဲမှာမင်းသမီးနဲ့ဘာလို့လို့ညာလို့လို့ဖြစ်ပါလေရောမင်းသမီးကိုယုံပြီးစာချုပ်မထားတော့နီးမျိုးစုံပညာပြတယ်ထင်ပါရဲ့အဲ့ဒါမဆုံးရှုံးရအောင်တစ်ဖက်လဲနဲ့ကြံရဖန်ရတာပါလို့တော့အဖေကပြောတဲ့ဒါပေမဲ့အခုတော့အမေကအဲ့ဒီစကားကိုဘယ်ယုံတော့မလဲဟိုတုန်းကတော့ယုံခဲ့တာပေါ့အဲ့ဒီမင်းသမီးဆိုတာကလည်းအဲ့ဒီတုန်းကတော့တလင်ခွာမိမပြဲတဲ့ အခုတော့လေအကယ်ဒမီမင်းသမီးပေါ့လေစောင့်မြင်ကိုကတ်တယ်သူများအဖေစီကပတ်စံတွေချူယူတဲ့မိန်းမအဲ့ဒီတော့ကအဖေကလည်းအိမ်ကိုတစ်ခါတခါတလားလောက်ထိပြန်မလာဘူးတဲ့အရင်တော့ဆိုရင်သားသမီးတွေကိုအလွန်တန်တာတတ်တယ်တဲ့အလို့ရှိလို့သွားနေတယ်ထအောင်ညနေပဲညဘက်ပြန်လာရင်ပြန်လာတိုင်းသားတွေသမီးတွေပေါ်မုတ်ဝဲပြီးမှပြန်လာတယ်တဲ့ပြီးတော့ညဘက်မှာကြတော့လေကလေးတွေလွတ်လွတ်လပ်လပ်ရှိပါစေလေကောင်းလေတန်ရပါစေဆိုပြီးပန်းစိုးရန်စိတ်ကမ်းဖြစ်ဖြစ် ဘန်ဒူလာပန်းချံဖြစ်ဖြစ်တပတ်မောင်းပို့လိရှိတယ်တဲ့အဲ့ဒီတော့ကအခုလို့ကိုပိုင်အိမ်နဲ့မဟုတ်ဘူးတဲ့စမ်းချောင်းထဲမှာငှားနေတာဟာတဲ့အဲမမချစ်ကိုမွေးပြီလို့မကြပါဘူးတဲ့အဖေခြေတော့ဝေးပောက်တော့တာပါပဲတဲ့အဲ့ဒီမှာမင်းသမီးနဲ့ရုပ်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 ဖြစ်မင်းသမီးရဲ့လင်ဟောင်းကသူ့ကိုသူတက်တည်တဲ့ကားရိုက်ဖို့ဆိုပြီးရှမ်းပြည်ဘက်တက်သွားလိုက်တာကလည်းနှစ်လလောက်ကြာတယ်တဲ့အတူသွားရိုက်တဲ့ဆက်အဖွဲတွေကလူတယောက်ကအင်ကိုလာပြီးမေးတော့မှ အဖေနဲ့အဖေမင်းသမီးနှစ်ယောက်တည်းရှမ်းပြည်မှာနေရခဲ့ကြတယ်ဆိုတာကိုသိရတယ်တဲ့အဲ့ဒီလိုနေပေမဲ့လေစားတဆောင်မရေးဘူးတဲ့အိမ်မှာအိမ်သုံးဖို့တပြားမှမကြံတော့မှာဘူးလေတတိမရဘူးတဲ့ထွက်သွားတော့ကထားပစ်ခဲ့တဲ့ပတ်စံတွေကလည်းကုံရောအမိမှလည်းပေါင်ရနှံရတော့တာပေါ့အဲ့ဒီတုန်းကခုလိုပုံနှိပ်ဆက်ကလည်းမရှိမှမရှိပဲဘယ်ကဝင်ငွေမှရှိတာမဟုတ်ဘူးတဲ့ဆိုပါတော့လေအဖေကခုလိုမဖြစ်စဘူးအယူမူဖြစ်နေရတာ ਨੇ ပတ်သက်လို့ စနေကိုအပြည့်အဖြစ်မြင်လာတယ်။အမေကစီကံကြည်လွန်းတာအမှုပညာသမားတယောက်ကိုအင်သာတက်တာကားစကြုံရဖနက်စည်းမင်းသူ့ဖနက်နဲ့သူလဲစည်းစေပြီးမှတက်ခိုင်းတာအင်ဂျီဟောင်းကိုလျှော်စေချင်တာဖြစ်လေအဝိဟောင်းတောင်းနေထဲဖို့ပြန်ဝင်အောင်မှဖြစ်လေချိတ်ထားဖို့ခုလိုချွတ်ပြီးပြစ်မထားလိုက်ဖို့ပြောတာအိုးစုံလို့ပေါ့လေအိမ်မို့ပြန်လာရင်အမေဒေါ်စည်းကန်းကြီးကပူညံပူညံလောက်တာဒါရီကအဖေကိုမပြောစေတာဖြစ်တယ် အိမ်မှာမနေချင်အောင်လုပ်တာဖြစ်တယ်လို့တော့အမေတွေးမိဟန်မတူဘူးပြီးတော့သူများတို့အမေကလှလို့သာလှနေတာသူ့ငကိုးကိုက ဖြူပြီးသားချောပြီးသားဖြစ်နေလို့သာရဲ့ဘာမှပြင်တက်စင်တက်လင်းတက်ချဲတက်တာမဟုတ်ဘူးအိမ်ရထဲမှာတဏ္ဍခါသွေးပြီးသားတွေ့ရင်မျက်နာကိုမှန်မကြည့်ပဲပုတ်လိုက်တာပဲဒါပြီးရောပဲဇပင်ဆိုလဲဘီးစပတ်ပဲဇပင်ကလည်းကလေးမွေးလိုက်ကျွတ်လိုက်နေဟာအဲ့ဒီတုန်းကစံပတ်ပတ်ရင်ဘီးကိုတစ်ဖက်ပဲပတ်နိုင်နေတဲ့ ဒီတော့လေခဏခဏပြန်ပြန်ပြေးมาပေါ့လေဆိုပါတော့အမြဲတမ်းလိုလိုသဘင်ဖားရနဲ့ပြီးတော့အခုလိုဘရာစီယာတို့ဘာလို့လဲမဝစ်တတ်ဘူးတဲ့ပုံမကြပန်းမကြကိုယ်တိုင်ချုပ်ထားတဲ့ခေါင်းစော်ဘလောက်အင်းကြီးလိုဟာမျိုးကြီးနဲ့နေတာပဲတဲ့ကလေးမွေးပြီးပြန်တော့လေအမေကဘိုက်ကိုမစီးမနာဘူးတဲ့ဒါနဲ့တစ်ယောက်ကနှစ်ယောက်နှစ်ယောက်ကသုံးယောက်လဲမွေးပြီးရောအမေဘက်ကပြန်မပိန်တော့ဘူးခုထက်တီပဲဆိုပါတော့လေကိုဝင်6လဘိုက်လောက်တော့အမြဲတမ်းရှိနေတာပဲ။ ဒါတွေကအဖေကိုစိတ်ပျက်စီမှာပဲလို့အမေမတွေးမိခဲ့ဘူးသူများကတမိတယောက်နေနဲ့ပြောရတာတော့မကောင်းပါဘူးဒါပေမဲ့အမေကခင့်မမိဘူးယောက်ျားတယောက်ရဲ့အကြောင်းကိုသူများလောက်တောင်မသိဘူးယောက်ျားဆိုတဲ့ငနေဟာလေအလှအပကိုကြိုက်တတ်တယ်ကိုချစ်သူကိုမိန်းမကိုသူများတကာကလှတယ်လို့ချီးမွမ်းခံရရင်ကြိုက်တတ်တယ်ဆိုတာကိုအမေမသိဘူးခတ်တာကအဖေကလည်းပြောပါတယ်တဲ့ကိုကိုကိုဖိလိုက်လိမ့်လိုက် ပြင်းပြင်းစင်စင်နေဖို့ခဏခဏသတိပေးပါတယ်တဲ့ ဒါပေမဲ့အမေကိုကပြင်းတာပြင်းတာကြီးတော့လည်းမဟုတ်ပါဘူးလေခင်နောက်ကြတာလို့ဆိုရမလားမသိအဖေကအဲ့လိုအဲ့လိုချေချေတတနေဖို့အများပြောရင်အမေကကျမတို့ကရုပ်ပြစားတဲ့အမျိုးမဟုတ်ဘူးရှင်လို့ပြန်ပြောလို့ရှိတဲ့ကဲမှတ်ကြရော အမေစဉ်းစားဖို့ကောင်းတာအဖေကရုပ်ရှင်ဒရိုက်တာပြီးတော့ကိုပိုင်ရိုက်တာငွေရှိတယ်ဩစာရှိတယ်ဆိုပါတော့ပြီးတော့ကျင်လည်ရတာကရုပ်ရှင်နဲ့အလှအပတွေကြက်စားရဒေတာအဖေမှာကရှင်စရာတွေကများမယ်မဟုတ်လားပြီးတော့ရုပ်ရှင်နဲ့ဆိုတာက ရှုပ်တယ်ရုပ်ရှင်မင်းသမီးတယောက်ဖြစ်လာရင်ပြီးရောတင်တာပြီးဆရာလိုချင်တာယူဆရာအိတ်ချင်တဲ့အချိန်မှာကားလွတ်လိုက်လို့ဘဝနဲ့ရင်းမယ်လို့ဆုံးဖြတ်ထားတဲ့မိန်းမတွေကလည်းအများကြီး ဒီတော့အမေမှလည်းခြုံရင်းချက်ရှိတယ်။အဖေမှလည်းခြုံရင်းချက်ရှိတာပဲ။အဖေလည်းယောက်ျားပဲစိတ်ချင်ရမှာပေါ့။တစ်ဖက်ကဘလောက်ပဲအားကောင်းကောင်းတားတွေသမီးတွေရရှိသေးတယ်မဟုတ်လား။သူများကတော့အဖေနဲ့မီနောက်ဆုံးလမ်းခွဲကြရတဲ့ကိစ္စကိုလေဒီလိုပဲမြင်တယ်။အဲ့ဒီသူများမမွေးခင်ကပြဿနာဆိုတာတွေကိုလေဒီလိုပဲမြင်တယ်။မမချစ်ကြောင့်စနေကြောင်လို့တော့မထင်ဘူး။ဒီလိုဆိုစနေမွေးမိတယ်မိပါတိုင်းဒုက္ခပေါ့။မဟုတ်နိုင်ပါဘူး။ ူဟာသူဖြစ်ချင်လို့ဖြစ်တာပါတိုက်ဆိုင်တာသာဖြစ်မှာပါအေးလီဒါပေမဲ့အတွေ့အကြုံခင်နောက်ကြတဲ့ကို့ချိုရင်းချက်ကိုဖွင့်ဝင်မခံကျင်တဲ့မိဘတွေရဲ့လက်ထက်မှာတော့မမချင်းကတရားခံဖြစ်ရတော့တာပေါ့ဖွားဖွားများတို့မိမျိုးကိုရောက်ကြလို့ဒီအဖြစ်ကိုအမေကပြောပြတယ်ထင်ပါရဲ့ဖွားဖွားများကမမချစ်ကို သူခေါ်ထားလိုက်မယ်တမိအမွာညီအမကိုမွေးစားခိုင်းမယ်လို့ဆိုတယ်ဒီမာရီမဲ့စရိတဘောနဲ့လက်လွဲအပ်ပြီးသတင်းစာထဲမှာကြော်ညာတယ် မမချစ်ကိုတမိဖြစ်မှာဆွန့်လွတ်လိုက်တယ်ပေါ့အဲ့ဒီတော့ကအခါလဲကျော်ဆိုတော့မမချစ်လည်းဘဲတိအောင်မလဲဘဲနာကြီးတတ်အောင်မလဲအဲ့ဒီတော့ကမမချစ်စကားတော်မပြောတတ်သေးဘူးတဲ့တခုတော့ရှိတယ်မမချစ်ကရန်ကုန်ရာသီဥတုနဲ့မတည့်တာကတော့အမှန်ပဲငငယ်တော့ကအမိလက်ထဲမှာလဲချူကြတဲ့အေးမိမျိုးပြောင်းလိုက်တော့ကျမ်းမာကြီးကောင်းလာတဲ့ခုလေမမချစ်ကရန်ကုန်မှာတဲမနေခြင်းဘူးမိုးကလေးမမိလိုက်နဲ့မိလိုက်ရင်နှာစီးပြီ နေကလေးမပူလိုက်နဲ့ပူလိုက်ရင်မိတွေထွက်လာပြီဒီတော့ရန်ကုန်ရာသီဥတုကိုမမချစ်မုန်းနေရန်ကုန်ရာသီဥတုကိုမုန်းနေရန်ကုန်မှာတဲမနေခြင်းမူဆိုတာတွေကလည်းတကယ်တော့အမေကိုမုန်းနေအမေနဲ့မနေခြင်းမူဆိုတာနဲ့အတူတူပါပဲမသိရင်ခတ်မယ်မမချစ်အမေစီပြန်ရောက်လာတာကတော့မဆိုးပါဘူးမမချစ်လည်းလေးတန်းအောင်ပြီအဖေလည်းနောက်အိမ်အောင်ပြုတ်လိုက်ပြီဘယ်တော့မှပြန်လာတော့မှမဟုတ်ဘူးဆိုတာသိကြတော့မမချစ်ကိုအမေကပြန်ခေါ်လိုက်တယ် ပြန်ခေါ်တဲ့အချိန်မှာကတော့အမိမာကနောင်တတရားနဲ့ပါအပြစ်မရှိတဲ့သမီးလေးအဖေတံကိုမဆိုင်ဘဲခံရတဲ့သမီးလေးဆိုပြီးပြန်ခေါ်တာပါယူကျုံမရစိတ်နဲ့ပြန်ခေါ်တာပါမိမျိုးမှာဘလို့ပဲရှေပေါ်မြတ်တင်နေရနေရမွေးစားမိနှစ်ယောက်နဲ့အဖွားအေကဘလောက်ပဲပြုစုပြုစုမောင်နှမတို့တွေနဲ့ခွဲပြီးမနေစေရဘူးခွဲထားမိခဲ့တာကအမိအမပါအမေတကူကောင်းစိတ်ပြင်းထန်ခဲ့မိတာပါလို့ဆိုပြီးပြန်ခေါ်တာပါ ဒါပေမဲ့အမေကိုမချစ်တဲ့စိတ်အမေတဘောကိုနာကြည့်တဲ့စိတ်ကတော့မမချစ်အယူဆွဲခဲ့ပြီလေဒါမမချစ်အပြစ်မဟုတ်ပါဘူးသူများသာဆိုရင်လေမမချစ်လို့ပဲမုံမိမှာပါပဲမမချစ်ထက်တအောင်ပူဆိုးခြင်းစိုးအောင်မယ်မမချစ်ကဒီနေရာမှာတော့ချီးမွမ်းစရာကောင်းနေကိုကိုစိတ်ဆင်းရဲအောင်လုပ်ရက်ခဲ့ပေမဲ့အမေစိတ်ဆင်းရဲအောင်တော့ဘယ်တော့မှပြန်မလုပ်ဘူးအမေကတခါတုန်းကတားချစ်မကြီးတားချီမမြအခွဲခြားခဲ့ပေမဲ့မမချစ်မတုတ်ပြန်ဘူးမမချစ်စိတ်ခံတယ် ကြိတ်ခံလဲကြိတ်ခံရမယ်ဆိုတဲ့အလေးအကျင့်လဲရခဲ့ပြီထင်ပါရဲ့မမချစ်ကြည်ရတာတမျိုးပဲသူများပြုံရင်ပြောပါတယ်သူများတကာရင်ရင်လဲရီးပါတယ်အကိုတွေအမတွေမောင်တွေညီမတွေနဲ့လဲတိုက်တိုက်ဝုံဝုံပျော်ပျော်ပါပါပါပဲဒါပေမဲ့စိတ်ကြီးတယ်မဟုတ်ရင်ဘသူအဖြစ်ဖြစ်မခံဘူးအငယ်ဆိုရင်တော့ညပါရဲ့ညတယ်ဆိုတာကလဲပြန်သာမလုပ်တာပါလေတိုင်တော့တိုင်သေးတာပါပဲတိုင်ပြီဆိုရင်လဲချက်နဲ့ချက်နဲ့ပြောတိုင်တာ အမေကမစုံမမချင်းမရိုက်မချင်းမကြည့်နဲ့ဘူးအမေကတိတ်စိတ်ကောင်းဝင်နေတဲ့အချိန်မှတိုင်တိုင်မစုံမပြန်ရင်လေဘယ်တော့ကတော့ဘသူနဲ့ဘာဖြစ်တော့ကတော့သူ့ကိုစုံမတယ်ရိုက်တယ်အခု तू ကတိုင်တော့မစုံမဘူးမရိုက်ဘူးပေါ့အမေကဗတ်လိုက်တယ်ပေါ့သူ့ကိုခွဲခွဲခြားခြားဆက်ဆန်နေပေါ့အဲ့ဒီခါမျိုးမှာကြတော့မမချစ်ကတိပါတယ်အမေတမိအကြောင်းကိုတမိတိပါတယ် အမှတ်တမဲ့ဆိုတော့မခွဲကြဘူးအောင်းမေးလိုက်မီလို့ပါလို့ပြောငိုပြီးကြိတ်ခံနေထမင်းမစားပဲကြောက်မသွားပဲနေလိုက်တယ်ဘသူချော့လို့မှမရဘူးအဲအကြီးတွေကသာဆိုရင်တော့မမချင်မခံဘူးလက်အမြဲပါတယ်ပြန်လှုပ်တယ်တွေ့ရနဲ့ကော့ပေါက်တယ်ဘသူ့ကိုမှလည်းမကြောက်ဘူးမတရားဘူးထင်ကိုကိုကြီးကိုလည်းပြန်ပြောတယ်မမသိန်းကိုလည်းပြန်ဆဲတယ်ဆဲရင်တော့အမေမကြိုက်ဘူးအဖေအကျင့်အဖေမကောင်းတဲ့ဇယိုက်ဆိုပြီးအမေကမုန်းတယ် ဆဲတဲ့လူကိုလည်းဘလောက်ကြီးကြီးကလေးလိုပဲအမေကရိုက်ပြစ်တတ်တယ်။ဆွဲလိန်တတ်တယ်။ပါရင်လည်းဖြန်းကနေချပြစ်လိုက်တတ်တယ်။အဲ့ဒီမှာလဲမမချစ်တော့ခံရောပဲ။ဆဲလို့ပါချခံရပြီဆိုရင်ဘသူလဲမမီးနဲ့မမချစ်။ဒီသူများတို့အိမ်မှာမမချစ်တယောက်ကလွဲပြီ။ဘသူမှမဆဲတတ်ဘူး။မမချစ်ဘလောက်ခေါင်းမာတယ်လေဆိုရင်အဲ့ဒါလိုဆဲလို့အရိုက်ခံရပေါင်းအပြုံးခံရပေါင်းလည်းများလာပါပြီဒါပေမဲ့လုံးဝမပြင်းဘူး သူမတွေ့ရင်ဆဲပြစ်လိုက်တာပဲမမတင်းနဲ့စကားများကြတဲ့အခါမှာဆိုတိတ်ရရတယ်မမတင်းကသူ့ကိုနှုတ်ကြမ်းလို့ဆိုပြီးငစိမ့်တယ်လို့ပြောတယ်မမချစ်ကမခံဘူးဟေးငစိမ့်တယ်ကတော့ဘာဖြစ်ရအောင်မှလဲသူများပစ္စည်းခိုးတာမဟုတ်ဘူးသူများလင်ခိုးတာမဟုတ်ဘူးလို့ပြန်ပြီးပတ်တက်တယ်ဒါတွေမကသေးဘူးဟေးသူများကအပေါ်စရိုက်တာကြမ်းတာအောက်စရိုက်မကြမ်းဘူးဆိုတာလဲပါသေးတယ်တကယ်ပဲမမချစ်ကတော့သူ့မို့ကြမ်းကြမ်းဖန်ဖန်မမတင်းဆိုတာလေ ဘာပြောကောင်းမလဲသူ့ကိုအိမ်သုံးစီထဲကခိုးတယ်ဆံရောင်းကြီးထဲကခိုးတာလို့အဆွဆွဲခံရရုံနဲ့မကသေးဘူးလင်ခိုးမှလို့လဲတွေ့ဝိုက်ပြီးအစဲခံရတော့အသားတွေဇက်ဇက်တုံးလာတယ်ဒီအထဲထတယ်ရွတယ်အပြောခံရတော့ထတတ်တော်တာပဲမိမနှစ်ယောက်တတ်တာပုတ်တာကိုကြည့်ပြီးသူများဖြင့်ရီးကျင်လိုက်တာအင်ကြီးတွေစွဲစုပ်ကြလက်သေးရှည်ကြီးတွေနဲ့မျက်နှာကိုစွဲကုန်ကြသမင်းတွေစွဲကြမိရကြိုက်ကြနဲ့ထမင်းမနိုင်ဘာမနိုင်ဘော တော်သေးရဲ့အိမ်ခန်းထဲမှာမို့ရီလဲရီရပါရဲ့ကြောက်စရာလဲကောင်းပါရဲ့အမှန်တော့မမတင်းကအကြီးဗလာချင်းရှင်လိုက်မယ်ဆိုရင်လဲမမတင်းကနည်းနည်းပိုတုတ်မယ်ထင်တယ်ဒါပေမဲ့မမတင်းမနိုင်ဘူးမမချစ်ကအားပိုပြီးတန်တယ်ကုတ်ကြဖဲ့ကြကြိုက်ကြဆွဲကြလို့သွေးတွေပါတယ်ထွက်ကုန်ကြတာတော့နှစ်ယောက်စလုံးပေါ့လीဒါပေမဲ့မပြန်တာမပြန်ရင်ရင်းရှိမှာမမတင်းခံရမယ်တခါမနစ်ကထင်ပါရဲ့ရံဖြစ်ကြတာ မမတင်ခေါင်းထောင်ပေါက်ယူတယ်။သပင်းကိုကင်ပြီးကြမ်းနဲ့စောင့်ပြစ်လိုက်တာတဲ့။အာကမိမ့်ပါ။သူများနဲ့တော့မဖြစ်ပါဘူး။သူများကအငဲဆိုတော့လေမမချစ်ကမလုပ်ပါဘူး။သူများကလည်းကြောက်ပါတယ်။တကယ်တော့အမေကလည်းအမေပဲ။အဲ့ဒါလို့ရန်ဖြစ်ကြပြီလားဆိုမှဖြင့်ဘယ်တော့မှဇလန်းပေါ်အောင်မစစ်ဘူး။မမေးမမြန်းဘူး။ကို့ထက်အကြီးကိုဆဲရမလားဆိုပြီးမမချစ်ကိုပဲစူတယ်။အမေကတတ်တာပုတ်တာကိုတော့နှစ်ယောက်စလုံးရဲ့အလုံးဆိုပြီး နှစ်ဖက်မားတယ်လို့ပဲပြောတယ်။ဆဲတာကတက်တက်တပြည့်တဲ့။အမေမကြိုက်တာကိုကျူးလွန်တဲ့အတွက်အဲ့ဒီအပြစ်ကပိုကြီးတဲ့ဒုက္ခ။ ဲ့ဒါလို့ဆုံးဖြတ်တော့လဲမမချစ်စိတ်တဲ့ဘလို့နေမလဲဒါကြောင့်လဲမမချစ်ရန်ကုန်မှာမပြော်တာဖြစ်မယ်မိသားစုတိုက်တိုက်ဝန်းဝန်းနေရပါရဲ့နဲ့မင်းမျိုးပြန်ကျင်တာဖြစ်မယ်နှွေချောင်းပိတ်ပြီးဆိုရင်တော့ဘသူမလိုက်လိုက်လိုက် မမချစ်ကတော့မင်းမျိုးကိုပြန်တာပဲလိုက်ပို့နိုင်တဲ့လူရှင်လိုက်ပို့လိုက်မပို့နိုင်ရင်မင်းမျိုးကိုလှမ်းတန်ကျိုးရိုက်ပြီးလင်းရင်ပြန်နဲ့ပြန်နေသူများလဲမင်းမျိုးကိုတနှစ်မှာတော့မမချစ်နဲ့လိုက်လေဘူးပါတယ်မမချစ်ကရန်ကုန်မှာထက်မင်းမျိုးမှာကြတော့သူများကိုပိုကယူဆိုင်တယ်လို့ပဲ ပိုချစ်တယ်လို့ပဲမိငယ်မိငယ်နဲ့တငယ်တဲ့ငယ်နေတတ်တယ်မှန်တော့လဲမှန်နေဘလောက်အောင်ဖဲခယူဆိုင်ဆိုင်ဘလောက်အောင်ဖဲအလိုလိုက်လိုက်သူများလည်းမင်းမြို့မှာတော့မပျော်ဘူးဘဲမှမသွားဘူးပဲထားအိမ်ထဲမှာနေတာချင်းအတူတူပဲထားနေရတာကကတမျိုးပဲအကြာကြီးမနေချင်ဘူးပြင်းလာတယ်ဒါကြောင့်မမချစ်ကိုသူများကိုချင်းစာပါတယ်မမချစ်ရန်ကုန်မှာနေရတာသူများမင်းမြို့မှာနေရတယ်လို့ဖြစ်မှာပဲဆိုပြီး သူများကိုချင်းစာပါတယ်တခုတော့ရှိတယ်မိမျိုးရောက်တော့အချင်းနေကတမျိုးအမေကခွဲကြတယ်လို့မမချစ်ယူစားပေမဲ့ဖွားဖွားမြခွဲကြတာတော့စိုးမယ်မထင်ပါဘူးဖွားဖွားမြဆိုတာသူများတို့အဖွားကြီးပဲအမေရဲ့အမေပဲမမချစ်လည်းမီးသူများလည်းမီးပဲပေါ့ဒါပေမဲ့ဖွားဖွားမြကတော့မမချစ်ကြမှာမမချစ်မီးချင်းတူပေမဲ့သူများကမမချစ်ရဲ့ဧည့်သည်သူများကိုကျွေးလဲကျွေးပါရဲ့ ပြုတ်အောင်လဲထားပါရဲ့ဒါပေမဲ့ပေးစရာရှိတော့မတူတော့ဘူး။ကွာသမတိတ်ကွာတယ်။မမချစ်ကြတော့တနှစ်တခါဆိုသလိုစင်ချေနှောင်းကလေးစင်ချေလက်စုပ်ကလေးစသဖြင့်လှုပ်ပေးလိရှိတယ်။သူများကြတော့မုံဘုံ90တရာပဲ။ပြီးတော့လေအပြောကလည်းရှိသေးတယ်။မမချစ်ကြတော့တအိမ်လုံးကချစ်ချစ်ရေးချစ်ချစ်ရေးနဲ့တချစ်တဲ့ချစ်နေတတ်ကြတယ်။သူများကိုကြတော့မိငယ်ပဲ။အိမ်ကခေါ်တယ်လို့ပဲခေါ်တယ်။သူများနာမည်ကအီအီခင်ပဲ။ အီအီရေလို့ခေါ်ပါလားသူများပါသားသူများအီအီရေလို့ခေါ်ကြည့်ကြည့်တယ်ညီစီဟာကြီးပဲဒါပေမဲ့ခေါ်ကြစီကျင်နေခုတော့မဟုတ်ပါဘူးမိမျိုးကလည်းမခေါ်ဘူးအိမ်မှာလည်းဘသူကမှမခေါ်ဘူးအငယ်ဆုံးတမိမို့တမိငယ်တမိငယ်ကနေအမြန်ခေါ်လိုက်တော့မိငယ်နောက်တော့မိငယ်ဒီမိငယ်လို့ပဲတိမ်လုံးကခေါ်ကြတယ်အမေခေါ်တဲ့အတိုင်းပဲလိုက်ပြီးခေါ်ကြတယ်မမချစ်ကြတော့ရန်ကုန်အိမ်မှာဘသူကမှချစ်ချစ်လို့မခေါ်ကြပါဘူး သူ့နာမည်ခင်ချစ်ဝင်းအတိုင်းခင်ချစ်ဝင်းလို့ပဲခေါ်ကြတယ်။သူများတို့အငယ်တွေကသာအငယ်တွေဆိုပေမဲ့သူများနဲ့ကိုကိုလေးကသာမမချစ်လို့ခေါ်တာပါ။မမမျိုးကဆိုရင်အကြီးတွေလို့ခင်ချစ်ဝင်းကိုမမတက်ခေါ်တာပဲရှိတယ်။အမှန်တော့မမချစ်စာမတော်တာလဲသူများတွေးမိရဲ့ဘဲစာတော်ပါမလဲ။အမိနှစ်ယောက်ကရောအဖွားအေအားပါ အရေးကြီးနေတာကို ထမင်းစားပြီးဆိုရင်လဲအစားနေရင်စိတ်ပူတယ်ချစ်ချစ်မစားနိုင်ပါလားဟင်းမကြိုက်လို့လား ဘာဟင်းစားကျင်တယ်လဲပြောလीဒီဟင်းတွေချစ်ချစ်ကြိုက်တတ်တဲ့ဟင်းတွေပဲမဟုတ်လားရန်ကုန်အင်းကဒီထက်ဟင်းကောင်းလို့လားတောဟင်းမို့မကြိုက်တော့လို့လားဒါမှမဟုတ်ဘာစားထားလို့လဲတည်ရစာကိုအဝမစားရဘူးလေချစ်ချစ်ရဲ့ထမင်းစားပြတ်တော့မိမိတို့ဘယ်စိတ်ကောင်းမလဲနင်းနေတော့ထပ်စားလိုက်ပါအောင်နဲ့အိုးမေးလိုက်တဲ့မေးခွန်းပေါင်းကိုစုံနေတာပဲမေးတယ်လူကလည်းကြည်အောင်လေသုံးယောက်တောင်ပြီးတော့ထမင်းဝါလို့လက်စေးလိုက်တာနဲ့တပြိုင်နဲ့အမိတယောက်ယောက်ကအမြန်ထတာ သူတို့စားမပြီးသေးပေမဲ့အားစီထတိုက်တာတောက်ရီကိုကို့ဘာသာကိုခတ်တောက်ရပေမဲ့ရည်ကြီးတောက်လိုက်မှဆိုတယ်ထင်ပါရဲ့မမချစ်ကလည်းအဲ့ဒလိုမှယူမပေးရင်စောင့်မတိုင်ရင်အားစီကိုမတောက်ဘူးတဲ့အမေမိမျိုးမှာတော့မမချစ်တို့ကြီးကျယ်နေလိုက်တာနောက်ပြီးတော့ညဆိုရင်လေငငယ်တုန်းကလိုပဲကိုးနာရီထိုးတာနဲ့တပြိုင်နက်တည်းအိယာလည်းဝင်ရပြီမဝင်ကျင်လို့လည်းမနေရပြီးတော့မမချစ်အိယာတာကလည်းဒုက္ခအမေအမွှာနှစ်ယောက်ကြားမှာအိယာတာ ိုဘက်ကနမ်းလိုက်ဒီဘက်ကနမ်းလိုက်နဲ့ဟိုဘက်ကသပင်လေးတက်ပေးလိုက်ဒီဘက်ကမျက်ခုံးလေးစန့်ကြည့်လိုက်နဲ့သူများဖြင့်မနေတတ်ပါမနေတတ်လို့လဲသူများလိုက်လေကြီးတုံးကတက်တက်ကလေးနဲ့အိတ်ခဲတယ်ခေါ်တော့ခေါ်ကြပါရဲ့ဒါပေမဲ့ဝစ်ကြည်တန်းကြည့်ပါခုဆိုရင်မမချစ်လဲ20ကျော်ပြီ22နှစ်တောင်ကျော်ပါပြီလေဒါကိုပဲသူတို့မှာကလေးပေါက်စာကလေးလိုချစ်တုံးအောင်းမေတုံးအမှန်ကမမချစ်ဟာသူများတို့ညီမတွေထဲမှာရုပ်ဆိုးဆုံး မမချစ်ကအဖေဘက်နွယ်တဲ့ရုပ်နှကောင်းကလည်းအရင်ပိုင်းမှာပြားခြင်းနဲ့နှကန့်ကတော့လှပါရဲ့ဒါပေမဲ့ရှေ့သွားနှချောင်းကကျွတ်သွားကလေးလိုနည်းနည်းကြီးခြင်းနဲ့မျက်လုံးမျက်ခုံးကတော့သူများတို့လိုပါပဲလှပါတယ်တခုပဲပြောစရာရှိတယ်မမချစ်ကဒီကနေ့ထိသဖြင့်ရှေ့မထားဘူးသူများကတော့ငယ်တော့မို့ထားပါတော့မမချစ်ကငယ်တော့တာမှမဟုတ်ပဲပြီးတော့မမချစ်ရဲ့ရုပ်နဲ့ကသဖြင့်အတူနဲ့မလိုက်ဘူးထားနေကြမြင်နေကြမို့တာ သူများတို့အနေနဲ့ကြည့်လို့ရနေတာတကယ်ကတော့သပင်းအရှိထဲမှာပို့လိုက်မယ်ထင်နေမမချစ်ရဲ့သပင်းကလည်းမကောက်ဘူးဖြောင်းပြီးစင်းကြနေတတ်တာပြီးတော့မမချစ်ရဲ့ရုပ်ကတကယ်ဗမာဆန်တဲ့ရုပ်သပင်းအရှိကလေးနဲ့သာဆိုရင်တိတ်ကိုလှလာမယ်ရုပ်အိုးဒါပေမဲ့အမေတွေကမမချစ်စိတ်တိုင်းကြမမချစ်ကသပင်းအတူပဲထားတာကိုခစ်ဆန်ခြင်းလို့မဟုတ်ဘူးတဲ့သူတို့သမီးကတကယ်ကလေးစိတ်ပဲရှိသေးတာတဲ့တောင်စိတ်မြောက်စိတ်တွေမဝင်သေးဘူးတဲ့ တီးလို့လိုက်ဖြေရှင်းနေကြတာပြီးတော့သူတို့တမီစပင်အတူထားတာနဲ့ပတ်သက်ပြီးဝေဖန်မိရင်သူတို့ရန်သူပဲကလေးကိုမြှောက်မပေးပါနဲ့တဲ့မမချစ်ပထမဆုံးဆယ်တန်းဖြေတော့ကြတယ်။စာမေးပွဲကြတယ်ဆိုတာ သူများတို့မောင်နှမတွေထဲမှာတရားအောင်မှမရှိဘူးတကားမှမကြုံဘူးဒါကြောင့်အမင်းကတော့ပြောတယ်ရှုံချတယ်ဆိုပါတော့ဒါပေမဲ့အဲ့ဒီစာမေးပွဲမအောင်တာကရန်ကုန်ပို့ထားရလို့တဲ့သူတို့သမီးကိုစိတ်ဆင်းရဲအောင်လှုပ်ကြလို့တဲ့သူတို့သမီးကညံ့အင်မတန်ကောင်းတယ်တဲ့စာမေးပွဲမအောင်တဲ့အကြောင်းရန်ကုန်ကလှမ်းကြောင်းကြလိုက်တော့ဟိုကပြန်ပြီးအပြစ်တင်တဲ့စာလာတယ်မမချစ်ကလည်းဘာတွေပြန်ပြောထားတယ်လဲမသိတာ အမေကတော့ပြောတယ် ဲ့ဒီကလေးကအတော်တွေအဖွားတွေဖြက်စီးလို့ပျက်စီးနေတာတဲ့အတော်တွေအဖွားကြီးတွေကလည်းပြောကြတယ်ရန်ကုန်ပြန်ပို့ထားရလို့ပျက်စီးခြင်းကပါမှောက်ရတယ်တဲ့ဘာပဲဖြစ်ဖြစ်လေမမချီရဲ့ဘဝကတော့နိဗ္ဗာန်တလဲငရဲတလဲလှဲ့ကြနေရတယ်ဘဝမျိုးပဲလို့သူများတော့တွေးမိတယ်ခုကြောင်းမနေတော့ဘူးဆိုတာလေမမချီရန်ကုန်မှာမနေချင်တော့လို့မင်းမျိုးမှာပဲအမြဲပြန်နေချင်တော့လို့ဖြစ်မယ်ထင်တယ်ခုတော့မမချီစေတန်းအောင်ပါပြီတက္ကသိုလ်တော့ဝင်လို့မရဘူးပေါ့လေတနည်းအားဖြင့်တော့လေ မမချစ်ဖို့ပို့ပြီးကောင်းတယ်ပြောရမလားမသိဘူးမိမျိုးကိုပြန်ကျင်တဲ့အချိန်မှာပြန်နိုင်တယ်လွတ်လပ်တယ်ဒီမှာတယောက်ယောက်နဲ့တယောက်ယောက်နဲ့တဲ့အမေနဲ့ပါပဲလीစိတ်ောက်ပြီးဆိုရင်မမချစ်မိမျိုးပြန်ပြီးခုတော့သူ့ဘာသာသူတန်ကျိုးရိုက်သူ့ပတ်စံနဲ့သူပြန်ဘသူမှလည်းအပူမရှာရတော့ဘူးမမချစ်ကတတ်တီတော်ရှိတယ်တယောက်ထဲလဲသွားရဲလာရဲတယ်အိမ်မှာဆိုရင်လဲကားမောင်းတတ်ပေမဲ့ဘယ်တော့မှကားအားကိုစောင့်မနေဘူးတုံးမိလဲတယောက်ထဲစီးလာပဲ ဘတ်ကလည်းတိုးဝေပြီးစီးရတာပဲတခါတခါရုပ်ရှင်တော်မှတယောက်တည်းဝင်းကြီးပြစ်လိုက်သေးမမချင်းမကြောက်တတ်တာကတော့အမှန်ပဲလမ်းတရေလေသူကယူမဆိုင်ဘူးယောက်ျားလေးဆိုလည်းဘယ်ယောက်ျားလေးမှသူကယူမဆိုင်ဘူးစိမ့်စိမ့်ကြက်ကြက်ဘယ်ယောက်ျားလေးနဲ့ဖြစ်ဖြစ်မမချင်းစကားပြောရည်တယ်ဒါပေမဲ့မမချင်းဟာယောက်ျားစိတ်ဝင်နေတာတော့မဟုတ်ဘူးနုလိုက်တမထွေးနုနေတဲ့မိမလက်မောင်းအိုးကလေးတွေများကင်ကြည့်လိုက်ရင်အိနေတဲ့မိမဖီးလိုက်လိမ့်လိုက်ချေတက်လိုက်တာလဲအပြန်စား ပြီးတော့သူ့မိမျိုးအိမ်ကထင်းတယ်လို့ကလေးစိတ်မပြောက်သေးတာလည်းမဟုတ်ဘူး။ထမိန်ချုပ်တာကိုကပုံဖွဲ့ချုပ်ခိုင်းပြီးဝတ်တက်နေမှာပဲ။ညီမတွေထဲမှာကိုယ်နေအပြည့်ပြည့်ဆုံးအဖွံ့ပြိုးဆုံးလည်းဖြစ်နေတာပဲ။ဒီအထဲကမမချစ်မှာချစ်တယ်လို့ချစ်ရမယ်လို့မရှိသေးဘူးဆိုတာကတော့သူများအစင်းစားရခတ်တယ်။ဟုတ်တော့ဟုတ်ပါတယ်။မမချစ်ကတိတ်လှုပ်ဝတ်တက်တယ်လေ။ဒီကနေ့အထိတော့ကိုမေ့ပြီးခြားထားခဲ့မိတယ်ဆိုတဲ့အဖြစ်တော့မခက်ပဲဒီအတိုင်းထားခဲ့တယ်ဆိုတဲ့အဖြစ် ဘာတခုမှမရှိဘူးဘူးမဟုတ်လားပြီးတော့သူ့ပစ္စည်းဆိုရင်အဖိုးတန်တာပဲဖြစ်ဖြစ် မတန်တာပဲဖြစ်ဖြစ်ဘယ်တော့မှအပြင်မှာမထားတတ်ဘူးလေတော့ဆိုရင်လေသူသွားလိရပါတာပဲနောက်ဆုံးရေချိုးရင်တော့ရေချိုးခန်းထဲတည်ယူသွားတာပဲခုထိပါပဲလေမမချစ်မှာလက်ဝတ်လက်စားဆိုပါတော့ဘာတွေရှိတယ်ဘာတွေဝတ်တယ်ဘာတွေရောင်းပစ်တယ်ဆိုတာဘသူမှမသိကြဘူးမမချစ်သဘောနဲ့မမချစ်လုံနေတာတိတ်လို့ဝတ်တာအဲ့ဒီတော့မမချစ်မှာချစ်တဲ့သူမရှိဆိုတာကိုလည်း မမချစ်ကလည်းတခြားဘသူမှမသိနိုင်ပါဘူး။အားပေးနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်အပိုင်းများကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်။